်ဘုရားသခင်၏ကောင်းကြီးမင်္ဂလာအပြားပြားတရားပါမိအကြောင်းသခင်ယေရှုနာမတော်မြတ်၌စုတောင်းကောင်းကြီးပေးပါ၏29ရက်5လ2025ကြာတာပတိနေ့နေ့စဉ်တဝင်းစာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ခရိယံဆိုဒီမှာဘုရားပကတိနှင့်ဆိုင်သောစနေမှု ကျမ်းစာအဖြစ်ဘာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကိုစစ်စစ်ကြည်ရှုကြ၏ထိုကျမ်းစာပင်ငါဤသက်တည်ဖြစ်၏ရှင်ယောဟန်အခန်းကြီး9အငယ်39ခရိယံအတ္တတာတိဝိပုကိုခွက်ချင်းသို့မဟုတ်ပုံပြင်ဆောင်အုပ်တုပ်ကဲ့သို့ကျမ်းစာကိုလေးလာတင်ကြားခြင်းအကြောင်းမျှတာမဟုတ်ပေ ထိုအရာသည်ကျွန်ုပ်တို့ရှင်းတန်ရန်အတွက်တရက်မြင်24နာရီတပတ်တွင်9ရက်ကျွန်ုပ်တို့အားအသက်ကိုပြီးအပ်ထားပြီး၎င်းသည်ဖျားပကတိအသက်ဖြစ်ပါသည်ထိုအသက်သည်ဖျားတခိဤအသက်အစ်စ်အမှန်လေဘုရားသခင်ဤတဘောတဘာဝကိုလူသားဤဝိညာဉ်แท้သို့ခွဲဝေပေးခြင်းဖြစ်သည် လူများစွာတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်၌ရှိသောခရိယံအဖွဲ့အစည်းဆိုသည့်အရာနှင့်စစ်မှန်သောခရိယံသည်ညီကဲ့သို့သောသူဖြစ်သည်ဆိုသည့်အခြေခံကြသောတမာတရားများအားနှစ်ဖူးတွေ့ဒူးတွေ့ကြုံတွေ့ခြင်းမျိုးမရှိသော အတ္တတာကိုဖြတ်တန်းခဲ့ကြသည်ထိုအရာသည်သူတို့၏ကျမ်းစာများကိုသူတို့ မစီဘူးမလေလာတော့ကြောင့်ဖြစ်သည်ယခုတန်အောင်ယေရှုသည်ကျွန်ုပ်တို့အားစံစာများကိုစစ်ဆေးကြည့်ရှုရန်မိန့်တော်မူထားခဲ့ပါသည်တမန်စံစာထဲတွင်အဖိုးတန်သောယတနာများမရှိပဲစံစာများကိုရှာဖွေရန်နှင့်လေလာတင်ကြားရန်ကိုတော်သည်ကျွန်ုပ်တို့ကိုညွှန်ကြားမိမ္မာလိမ့်ညီမဟုတ်ပေရှင်ပေါ်လူတည်လည်း လောကပတ်တော်ကိုဖတ်ယုံမျှတာမဟုတ်ဘဲလေးလာရန်ကျွန်ုပ်တို့ကိုတိုက်တွန်းထားပါသည်အကြောင်းမူကားတမာကျမ်းစာကို လေးလာခြင်းမရှိဘဲနဲ့နေတော့ญาติတော်ဖွင့်ပြခြင်းတည်ရောက်ရှိလာမည်မဟုတ်ချေတမာကျမ်းစာများကို လေးလာတင် जा ခြင်းအဖြစ်ခရိယံများအနေဖြင့်ကျွန်ုပ်တို့သည်စမံပြီးအသက်ရှင်တော့ ဘုရားသခင်နှင့်ဆက်နွယ်မှုကိုတင်တွေ့ရှိလာမည်ဖြစ်သည်ထိုအရာသည်ဘာသာတရားမဟုတ်ပါ စုတောင်းခြင်းကဲ့သို့ အလူငွေပေးခြင်းစံစာလေးလာခြင်းနှင့်မေတ္တာဟာယဖွဲ့ခြင်း၌စုစည်းခြင်းကဲ့သို့ကျွန်ုပ်တို့၏အပြင်းမန်းတဒံလှုပ်ရှားဆောင်ရွက်မှုများအလုံးတို့သည်ခရိယံဘာသာအဖွဲ့အစည်းကို အတိတ်ပဲတတ်မှတ်သည့်အရာမဟုတ်ပေ။ စစ်မှန်သောခွင့်ရအဖွဲ့စည်းသည်ဘုရားသခင်နှင့်စစ်မှန်သောဆက်ဆံရေးဖြစ်ပြီးထိုနေရာ၌ကိုတော်၌ဖားမြင်ပြီးသောသူဖြစ်ပြီးထိုနေရာသည်ကိုတော်၏ဘုရားပကတိတဘောတဘာဝကိုလက်ခံရရှိသောနေရာဖြစ်သည်ဤအရာသည် အနည်းနှင့်အမြန်အထူးအချိန်ကာလ၌ဖြစ်ပျက်သည့်တိကျသော အတွေ့အကြုံတစ်ခုဖြစ်သည် ဘယ်အချိန်ဖြစ်မလဲဆိုတာမသေးချနိုင်ပါအကြောင်းမှာ၎င်းသည်အသက်ရှင်တော်မူသောဖယားသခင်နှင့်တိတာထင်ရှားသောဥဒ္ဒေပြောင်းလဲသောတွေ့ဆုံခြင်းဖြစ်ပြီးထိုအရာမပါဘဲအပြင်းမိုင်းလှုပ်ရှားမှုအလုံးအချီးနှီးဖြစ်သည်သို့တော်တင်သည်ဖယားသခင်နှင့်အရေးကြီးသောဆက်ဆံရေးတွင်ရှိနေသောအခါ ပပုကိုကွယ်ခြင်းနဲ့ဆိုင်သောလှုပ်ရှားဆောင်ရွက်မှုအသီးစီးတို့နှင့်ပပုကိုကွယ်မှုတို့သည်အံ့ဖွယ်သောတကူးကိုထုတ်လွှတ်ပြီးဘာဝရရည်ရွယ်ချက်ကိုဆွဲကန်ထိန်ထားပါသည်ဟာလေလုယာထာ၍လေလာရန်ကြံပိုင်နှစ်ကောအခန်းကြီး9အငယ်7ခွန်ကောလောသဲအခန်းကြီး1အငယ်26မှ29တိယောအခန်းကြီး9 အငယ်17မှ12နှစ်ပေအခန်းကြီး1အငယ်4စွတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့စွတောင်းမှုသောအဖာကိုရောနှင့်အမှန်တကယ်ဖြစ်တော်စစ်မှန်သောကံတွယ်၍ရသောအသက်ရှင်သောပေါင်းတင်ဆက်ဆံရေးတဲ့သူ ကျွန်ုပ်ကိုဆောင်ယူလာပေးခြင်းအတွက်ကိုရောကိုကျေးဇူးတင်ပါ၏ကျွန်ုပ်သည်ကိုရောထမဖွားမြင်လာတော်သူဖြစ်ပြီးကိုရောဤဝိညာဉ်တော်နှင့်ပြည့်စုံကကိုရောနှင့်ကျွန်ုပ်ဤတလုံးတဝရဲဖြစ်ခြင်းဤ စ်မှန်သောအရာထဲ၌နေစဉ်ရှောက်လန်းရဲ့ရှိသည့်ဖြစ်၍ကျွန်ုပ်ဤဖရာပဂတိသဘောတဘာဝကိုတိကျွမ်းရဲ့ကိုရောဤမြတ်တာတော်ဉာဏ်ပညာတော်နှင့်တကူတော်တို့ကို ျွန်ုပ်ဤကဘာကြီးစီတို့ထေရှားဖို့ပြနေပါသည်ဤတမတရားအထင်း၌ရှင်တန်ခြင်းနှင့်သိရခြင်းအခွင့်အလန်းတို့အတွက်ကိုရောကိုယေရှုတင်ပါ၏တခင်ယေရှု၏အမည်နာမတော်မြတ်၌ ်အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး14အငယ်15မှ37တိရအခန်းကြီးတမနှစ်ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နနစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှမာကုအခန်းကြီး74အငယ်1မှ17နှင့်တရားဟောရာကျမ်းအခန်းကြီး32ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့